Thank you. မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမကအမှုပညာပြပွဲလေးတစ်ခုကိုခေါ်သွားပေးมาဖြစ်ပါတယ်ဒီနေ့ကျမသွားကြည့်มาကတော့ပကြီးပြပွဲလေးပေါ့เนาะဒါပေမဲ့ပကြီးပြပွဲဆိုပေမဲ့ကျွန်တော်တို့ပုံမှန်လို့စုတ်တန်နဲ့အဲဒီကားချက်တွေပေါ်မှာရေးဆွဲတဲ့ပြပွဲလေးမဟုတ်ဘဲねသူကတော့ကျွန်တော်တို့ရှမ်းစကူပေါ့เนาะတဘာဝရတဲ့ရှမ်းစကူစာရွက်တွေပေါ်မှာဒါနဲ့ကိုတိုင် twin ထားတဲ့အမှုပညာလက်ရလေးတွေဖြစ်ပါတယ်ရှင်။ဒါဆိုကျွန်တော်တို့အတူတူသွားကြည့်အောင်ရှင်။ ဒီပွဲမှာထူးခြားတာကကျွားတို့ဝင်ဝင်ချင်းမှာပကြီကားတွေကိုနိုင်ရံမှာထိတ်ထားတာမဟုတ်ဘဲနဲ့အောက်ကကျမ်းပြင်မှာပေါ့နော်ချပြထားတဲ့ခန်းစားချက်ကိုအရင်ဆုံးတွေ့ရမှာဖြစ်ပါတယ်။ရန်ကုန်မြို့ပြပေါ့နော်ရန်ကုန်မြို့ပြရဲ့တိုက်တာအဆောက်အဦတွေအပါတ်မန့်တွေကိုပြထားတာဖြစ်ပါတယ်။ ါလေးဆိုလို့ရှိရင်ကျွန်တော်လူငယ်တွေရဲ့အတွေးခေါ်တွေပေါ့နော်အတွေးခေါ်တွေကဘာတွေနဲ့ကာယံထားလဲဆိုတဲ့သဘောမျိုးပေါ့ဒါကျွန်ရဲ့အတွေးပါအဲဒီပြပွဲကအရန်ဟိုဘယ်လိုပြောမလဲ psychologist ဆန်တယ်ပေါ့နော်ဒီမှာ ဒီမှန်ပေါင်လေးထဲမှာပြထားတဲ့ဟာဆိုရင်ဒီ music နဲ့အတူတူနားထောင်ရတာပါဒီ music ကိုနားထောင်ပြီးတော့ဒီမှန်ပေါင်လေးကပြထားတဲ့လက်ရာကိုအဲအတူရှင်တွဲကြည့်မှဒါပါအတိတ်ပဲကိုပြောချင်လဲဆိုတာသဘောပေါက်မှာဖြစ်ပါတယ်အဲအဲ့ဒီ music ကကြတော့ရန်ကုန်ပြောင်းခြင်းနဲ့ဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ရှင် အမီးဖွင့်ထားလို့ရှိရင်မှတ်တမ်းကြည့်လို့ရှိရင်သူစက်ကူပလင်းကြီးပဲအဲချိန်ထားသလိုခက်ထင်ရတယ်ပေါ့နော်အမှန်တော့မဟုတ်ဘူးအထဲမှာသူကလက်နဲ့ထွင်းထားတဲ့အဲမျိုးပြရဲ့တိုက်တာအဆောက်အုံတွေရှိတယ်မီးလေးကိုမှိတ်တုတ်ပိတ်တုတ်နဲ့အလုပ်ထားတဲ့ဖန်တီးထားတာဖြစ်ပါတယ်အင်ဂျီအဖြစ်ဝတ်ထားတဲ့မောင်လေးကတော့ဒီအခုဒီအမှုပြည့်ရဲ့လက်ရာတွေကိုဖန်တီးထားတဲ့ဖန်တီးရှင်ပဲဖြစ်ပါတယ် ိုရကျွန်တော်တို့အေဒီလာကြည့်ကြတာဒါမှမဟုတ်ကျွန်တော်တို့ကကိုလေးဒီနဲ့အပင်ပင်ဖြတ်စည်းပြီးတော့သူတို့လည်းကျင်းအောင်လုပ်ကြတယ်ကျွန်တော်တို့လူတွေအိမ်ကြီးချဲ့တာလူတွေကရှားတယ်သူရှားအောင်ပါနေတယ်ကျွန်တော်လူတွေကလည်းပြတ်ပြည့်နေတာသူတို့ကပင်ပောင်းတော့ ခုမျိုးကြီးကိုတနေရာထဲမှာပဲခန်းစားလို့ရမယ်ပကြီးကားလေးဖြစ်ပါတယ်ဒါကတော့အနောက်မှာကောင်းကင်နေရွှေဘုံဖရာကြီးရဲ့အရှိမတိုက်တာအဆောက်အဦတွေပေါ့နော်အာနောက်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ရှီယကွက်တေတပင်းနေစာတပြင်းပေါ့ရန်ကုန်မြို့ကြီးတမြို့လုံးကိုကျွန်တော်တို့တနေရာထဲမှာပဲခြုံပြီးကြည်ရတဲ့ခန်းစားချက်မျိုးရစေမှာဖြစ်ပါတယ် ဒါလေးတွေကလည်းကျွန်တော်တို့တစ်ခုချင်းစီကိုလက်နဲ့ twin ထားတာပဲဖြစ်ပါတယ်စကူတွေပုံမှာပဲအားလုံး twin ပြီးတော့ဒါလေးတွေကတော့မှန်ပေါင်းနေနဲ့ပြထားတာဖြစ်ပါတယ်ဒီပချီကအားလုံးပေါ့နော်ဒီမှာပြထားတဲ့လက်ရာအားလုံးကရန်ကုန်မြို့တစ်ခုတည်းရဲ့ခန်းစားချက်အားလုံးကိုပဲခြုံငုံပြီးပြထားတာဖြစ်ပါတယ်ဒီလက်ရာကတော့ အာကျွားတို့လူသားအားလုံးရဲ့အိမ်မဆိုးကြီးပေါ့နော်အိမ်မဆိုးကြီးကိုပြထားတာဖြစ်ပါတယ်အာဒါကိုရိုနာဗိုင်းရပ်စ်ပေါ့နော်အဲ့တော့ဒီပုံကိုတည်တည်ချာချာကြည့်မယ်ဆိုရင်အာ2019ဆိုတော့ကိန်းကနန်းတွေပါမယ်နောက်ပြီးတော့ကျွားတို့ကိုရိုနာဗိုင်းရပ်စ်ပုံလေးတွေပါမယ်အောက်ဆီဂျင်တွေပါမယ်မက်စ်တွေပါမယ်ပေါ့နော်အဲ့တော့ကျွားတို့လူသားအားလုံးက ာဒီအိမ်မဆိုးကြီးရနေမှာပေါ့နော်ဒါလွမြောက်လာခဲ့တဲ့သူတွေပေါ့အခုချိန်ထိကျွန်တော်တို့ရှင်သန်နေတဲ့သူတွေကအဲအဲ့ဒါကြောင့်မလို့သူကဒီလက်ရာကိုအပေါ်မှာချိန်ထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့အပေါ်မှာတင်းမင်းကအမြဲတမ်းပေါ့နော်ရှင်တွင်းနေထိုင်ခဲ့ကြရတယ်ဆိုတဲ့သဘောကိုပြချင်တာဖြစ်ပါတယ်ဒါကိုကြည့်တဲ့အခါမှာသူကအောက်ကဆိုဖာကုန်းရဲ့ပေါ်မှာပလက်လမ်းကြီးကြည့်ရတာဖြစ်ပါတယ်ရှင်